ရှိတဲ့ຢာတွေရှိနေတဲ့ຢာတွေကကောင်းတယ်။ကျွန်တော်က68ခုနဲ့ Nicholas Winton ရဲ့စနေရအဲ့ရတဲ့ကိုပေါ်တက်ရှင် သူ့ယောက်ျားပစ္စည်းတွေဝင်ဝင်မှတ်စုစာအုပ်တော့ကိုအထင်မှတ်ပဲတွေ့တော့တယ်။စာအုပ်ထဲမှာနာမည်လိပ်စာရာနဲ့ချီပြီးရေးထားတယ်။အဲ့ဒီကနာမည်တွေသူတခါမှမကြောက်ဘူး။ရှင်ဒီထဲမှာပါရေးထားတာလဲလို့သူ့ယောက်ျားကမေးရော။ နီကိုလက်စ်ကအဲ့ဒီတော့မှသူ့မိန်းမကိုပြောပြ1938ခုနှစ်နီကိုလက်စ်ဝန်ထမ်းတယောက်ဆစ်စလန်နိုင်ငံကိုလည်သွားပြီးနေရှောစီကိုပြင်ဆင်နေခဲ့အဲ့ဒီချိန်မှာပဲခရစ်စတလန်လို့နာမည်တွင်လာမဲ့လူမျိုးစုံတပ်ဖြတ်မှုကြီးဖြစ်တယ်ဂျာမနီနိုင်ငံလုံးမှာနေထိုင်နေကြတဲ့ဂျူးလူမျိုးတွေကိုညာရင်းချင်းအမြင့်ပြုတ်တတ်တည်ဖို့နာစီတွေကပြင်ဆင်တယ်။ဂျူးလူမျိုးတွေရဲ့အိမ်တွေ၊ဆေးရုံတွေ၊ကျောင်းတွေကိုနာစီတွေဝင်ဖျက်ဆီးရဲမိချိုးပြတယ်။ ဂျူးဘာသာရေးအဆောက်အအုံတစ်ထောင်ကျော်စီးပွားရေးလုပ်ငန်းပေါင်း9000ကျော်ဖြည့်ဆည်းခံလိုက်ရတယ်။ဂျူးလူမျိုးရောက်100လောက်တည်သွားတယ်။ဂျူး3000လောက်ကိုဖမ်းပြီးနာစီအခြေစခန်းတွေပို့ပြတယ်။ဂျူးလူမျိုးတစ်ခုလုံးကိုတုတ်တင်ပြမဲ့နာစီနန်းစင်ရဲ့ကနဦးခြေလမ်းမှာအာရဗီနိုင်ငံမှာနီကိုလတ်ရဲ့တင်ငယ်ရင်းတချို့ရှိနေတယ်။ဒီကလတ်ဆွစ်ဆလန်ကိုမတော်တော့ပဲပါရာဂွေးကိုသွားတယ်။ဂျာမနီရဲ့နောက်ခြေလမ်းကိုမှန်းရတာလွဲပါတယ်။ဂျာမနီနိုင်ငံပြီးရင်ချက်ကိုစလိုဗက်ကီးယားဘက်ကိုခြေလမ်းဆက်မှာပဲ အဲ့ဒီမှာရှိတဲ့ဂျူးမှန်သမီးကိုတက်ဖြတ်ဖမ်းဆီးရုံပါပဲဂျူးမိသားစုတွေခင်ဗျာသူ့ရဲ့သားသမီးတွေဘယ်သူများလာခဲ့ပါမလဲဆိုပြီးပြန်ရခတ်နေကြပြီဗြိတိရှ်အစိုးရကအဲ့ဒီမိသားစုတွေရဲ့သားတွေသမီးတွေကိုပြည်ထိုင်နိုင်ငံထဲဝင်ခွင့်ပေးတယ်။ဒါပေမဲ့ကလေးတစ်ယောက်ချင်းစီအတွက်စတာလဲပေါင်90ပေးရမယ်။နေစရာနေရာကိုဘတာကိုစီစဉ်ရမယ်။နီကိုလတ်စ်ဝင်းနိုင်ကသူ့ငွေကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်။မာရိုကေးမှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ညသာစားကမ်းကိုနီကိုလတ်စ်ကရုံးကတစ်ခုဖြစ်အောင်ပြောင်းလိုက်တယ်။ အဲ့ဒီဂျုံငန်းထဲမှာနီကိုလက်စ်တရားအလုပ်တွေစတိုက်လုပ်တယ်။နာဇီလက်ထဲကနေကဲထုတ်ပေးဖို့အတွက်ကလေးတွေရဲ့နာမည်တွေကိုစာရင်းပြုစုတယ်။ပြည်တာနဲ့ပြည်ထောင်ကိုပြန်တယ်။ကလေးတွေနေဖို့အိမ်ထဲနေရာထိုင်နေတဲ့စီစဉ်တယ်။တရောက်ပေါင်း90စီပေးရတယ်ဆိုတဲ့အတွက်လိုတဲ့ပတ်စံတွေကိုရှာတယ်။ဂျူးလူမျိုးကလေး669ယောက်ကိုပြည်ထိုင်နိုင်တဲ့ရောက်အောင်ကဲထုတ်နိုင်ပြီ။နီကိုလက်စ်တာမကဲနိုင်တဲ့ကလေးတွေအကုန်ပေးမှာပါ။ ငါတို့လည်းဆိုတော့အဲ့ဒီကလေးတွေလည်းမိဘတွေခင်ဗျာနားစီအချင်းစကန်နဲ့ရောက်သွားပြီးအသက်ခံလိုက်ရကလေးတွေကိုဒီလိုကတင်ခဲ့တဲ့အကြောင်းကိုဒီကိုလက်စဝင်တန်ဘသူကမှထုတ်မပြောခဲ့ဘူး။ဘာလို့နှစ်ပေါင်းများစွာရေငုံနှုတ်ပိတ်နေခဲ့တာလဲလို့မျိုးတော့နီကိုလက်စ်ကပြန်ဖြေတယ်။အတိထအများကြီးပို့ပြီးကတင်နိုင်ခဲ့ရမှာအကယ်နိုင်ခဲ့တဲ့အတွက်အခြေနဲ့ဘူးတဲ့။နောက်ကဆက်ဆက်ရှိခုနှစ်တီဗီအစီအစဉ်တစ်ခုရိုက်ကူးလုံးနေတဲ့စတူဒီယိုကိုပိတ်သက်တဲ့ကြားမှာနီကိုလက်စ်ရောက်နေတယ်။ အဲ့ဒီမှာ TV အစီအစဉ်ကြီးညာသူကနီကိုလတ်စ်ရဲ့နာမည်ကိုရုပ်ရည်ကြီးထုတ်ပြောလာတယ်။နီကိုလတ်စ်ဘေးမှာထိုင်နေတဲ့မျိုးသမီးကိုသူကလက်ညှိုးထိုးရတယ်။နီကိုလတ်စ်နဲ့မိတ်ဆက်ပေးတယ်။နီကိုလတ်စ်ဘေးမှာထိုင်နေတဲ့မျိုးသမီးကအသက်50လောက်။အဲ့ဒီမျိုးသမီးကတခြားသူမဟုတ်ဘူး။နီကိုလတ်စ်ကဲထုတ်ပေးခဲ့တဲ့ဂျူးကလေးတွေကတယောက်ဖြစ်တယ်။နီကိုလတ်စ်ကိုယေရှုတင်ကြောင်းမျိုးသမီးကထက်ခါထက်ခါပြောတယ်။နီကိုလတ်စ်ရဲ့လက်ကူယူပြီးနမ်းတယ်။သူ့ပါမှာအပ်တယ်။နီကိုလတ်စ်မျက်ရည်ကြီးကျလာတယ်။ ူလုပ်ခဲ့တဲ့ကောင်းမှုရဲ့အသီးပွင့်ကိုမျက်ဝါးထင်ထင်ပြန်မြင်ရတော့စီစဉ်ကြညာသူကပြည်သက်ကြီးကိုမေးတယ်အခုဒီစတူဒီယိုရဲ့ရောက်နေကြတဲ့ပြည်သက်တွေထဲမှာနီကိုလတ်စ်ဝန်ထမ်းကဲတင်ခဲ့တဲ့သူဘယ်နှယောက်ပါတယ်လဲတဲ့ပြည်သက်တွေအားလုံးမတက်တာရဲ့ကြတယ်သူတို့မှာကိုပိုင်မိသားစုတွေရှိနေဇနီးတွေခင်မုန်းတွေတားတဲ့တမီးတွေမြေးတွေဘာတွေဖြစ်နေတယ်လဲဆိုတာကိုနီကိုလတ်စ်နားမလဲဘူးဘေဘီဝေယာမှာရှိတဲ့လူတွေကိုသူလှည့်ကြည့်တယ်နောက်မှရက်နေတဲ့သူတွေကိုလဲပြန်ကြည့် ူမယုံနိုင်ဘူးအခန်းထဲမှာရှိသမျှလူတွေအားလုံးမတည့်ရကြတယ်ဒီကိုလတ်စ်ကိုကျေးဇူးတင်ကြောင်းတပတ်ပါပြောနေကြတယ်အားလုံးကပြုံးလို့သူကယ်တင်ခဲ့တဲ့သူတွေအခုဆရာဝန်တွေတိတ်ပဲပညာရှင်တွေစာရေးဆရာတွေလူပညာရှင်တွေနိုင်ငံရေးသမားတွေဂျာနယ်လစ်တွေပြည်သူ့ကပညာရှင်တွေရှင့်နေပြီရုပ်ရှင်ပညာရှင်တွေစီးပွားရေးပညာရှင်တွေကျောင်းဆရာကျောင်းဆရာမတွေဖြစ်နေပြီအဲဒီစတူဒီယိုထဲမှာရှိနေတဲ့လူတွေအားလုံးရဲ့အသက်ကိုနီကိုလက်စ်ကယ်တင်ခဲ့တာ ီကိုလက်အခုမှသဘောပေါက်သွားတယ်။ကိုမလုံးနိုင်သေးတာတွေကိုမေးလိုက်။ကိုလုပ်ခဲ့တဲ့ အရာတွေကပိုအရေးကြီးတယ်။